စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ဟာသူတို့စီစဉ်ကျင်းပမယ်ရွေးကောက်ပွဲအပိုင်း1နဲ့2အတွက်ကြေညာထားတဲ့မြို့နယ်ပေါင်း202မြို့နယ်နဲ့ရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွဲပြီးကြံဒေသတွေမှာရှိတဲ့ရက်ကွက်နဲ့ကျေးရွာအုပ်စုစုစုပေါင်း3000နီးပါးမှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတော့ကြောင်းထုတ်ပြန်လာပါတယ် UEC ရဲ့ထုတ်ပြန်ချက်အရကျင်းပနိုင်ခြင်းမရှိတော့တဲ့နေပြည်စုစုပေါင်း2930ခုအနက်ရက်ကွက်162ခုနဲ့ ကျေးရွာအုပ်စု2980ခုပါဝင်ပြီး၎င်းတို့ဟာတိုင်းနယ်ပြည်နယ်73ခုမှာအများဆုံးအခြေစိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီအနေနဲ့မူလကရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်102မြို့နယ်နဲ့အပိုင်း2ကိုဇန်နဝါရီလ17ရက်နေ့မြို့နယ်100မြို့နယ်မှာပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။ရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမယ်ဒီဇင်ဘာလရက်ရောက်ရှိချိန်မှာတော့ရွေးကောက်ပွဲအပိုင်း1နဲ့2ကို ြုတ်လုံနိုင်ခြင်းမရှိတဲ့ကျေးရွာအုပ်စုတွေကိုထုတ်ပြန်လာတာဖြစ်ပါတယ်။လုံခြုံရေးခြေအနေအရလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိတာကြောင့်နေမြေမြောင်းစွာကိုဖယ်ရှားလိုက်တာဖြစ်တယ်လို့ UIC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရွေးကောက်ပွဲပြုတ်လုံနိုင်ခြင်းမရှိတော့တဲ့ကျေးရွာအုပ်စုတွေထဲမှာစံခါရေးပါတီအားကောင်းတဲ့မိထီလာပျော်ပွဲနဲ့ရမဲသိမ်းမြို့နယ်တဲကကျေးရွာအုပ်စုတွေလည်းပါဝင်ပြီးတော့ရခိုင်ပြည်နယ်ထဲမှာဆိုရင်တော့ပြည်နယ်မြို့တော်စစ်တွေမြို့တဲကကျေးရွာအုပ်စုတွေနဲ့ လက်တလောစီရီတင်းမာနေတဲ့ကြောက်ဖြူမြို့နယ်တဲကကျေးရွာအုပ်စုတွေလည်းပါဝင်နေပါတယ်။စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမကျင်းပနိုင်တော့တဲ့ရက်ကွက်နဲ့ကျေးရွာအုပ်စုအများဆုံးပါဝင်တဲ့ဒေသတွေကတော့စကိုင်းတိုင်းမှာ902ခု၊မကွေးတိုင်းမှာ689ခု၊မန္တလေးတိုင်းမှာ236ခုနဲ့ရခိုင်ပြည်နယ်မှာ212ခုလို့ဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့လည်းရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ရမှာနေမြေလုံးချုပ်ရေးအခြေအနေနဲ့တခြားခက်ခဲအခြေအနေတွေအရာ စီယုံရင်မစင်းနိုင်တဲ့နေရာတွေရှိနေတယ်လို့ပါတီတွေစီကနေသိရပါဗျ။လက်ရှိမှာနိုင်ငံရေးပါတီတွေဟာလုံခြုံရေးအကောင့်နဲ့နေမြေဒေသတွေမှာမဲဆွယ်စီယုံနိုင်မှုရှိပြီးလက်နက်ကင်ပြိပခါတွေဖြစ်ပွားတဲ့ဒေသတွေမှာတော့ကွင်းစင်မဲဆွယ်စီယုံနိုင်ခြင်းမရှိဘူးလို့ဆိုကြပါဗျ။